ဆလာမ်အလัยကုမ်ဝရဟ်မတ်တุลလာဟီဝဘရကာတူယနေ့ဟီဂျရီ1446ခုဇူလ်ကိုင်ဒါလ23ရက်ခရစ်နှစ်2025ခုနှစ်မေလ22ရက်နေ့ကျတာပရီနေ့မှာ9မိနစ်တင်အောင်မြင်ခေရဲ့သင်ခန်းစာအမှတ်စဉ်2019ခုကိုတင်ပြမှာပါဒီနေ့ကတော့ဟတ်မှာအီဟရမ်ဝိယဝစ်စင်ခြင်းရဲ့အလားတရားလေးတွေဘာတွေလဲဆိုတာကိုတင်ပြမှာပါဟတ်မှာအီဟရမ်ဝိယကိုဝစ်စင်ခြင်းနဲ့ပတ်သက်ပြီးတော့သူရဲ့နောက်ွယ်မှာကျွန်တော်တို့ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာပြည့်ပြင်မှုတွေ ကျွန်တော်တို့ကိုပြုပြင်တဲ့အလားတရားတွေနောက်ရှရီယတ်ရဲ့အမိန့်တရားတွေဟာဆိုရင် တိမ်မြုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒီထဲမှာနံပါတ်1ကတော့လူတွေကြားထဲမှာဘလောက်ပဲလူတွေဟာအစင်တန်းနေကွာဟနေပါစေဒီခྱི་ဒီအီဘာဒတ်ဆောင်ရွက်ရာမှာအလုံးတပြင်းညီဖြစ်ရေးကိုဥတီထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့အဟရမ်မှုယုံကိုဝစ်လိုက်ခြင်းအဖြစ်ဟာဂျီတွေဟာဘလောက်ပဲတို့တို့တွေပြိုင်စရာတွေရှိနေပါစေဒါပေမဲ့ အလောရှမက်ကဒီနေရာမှာတပြေးညီဖြစ်အောင်လှုပ်ထားလိုက်တယ်ဒါကြောင့်စင်ရတာတတိအုတ်ချုပ်သူအုတ်ချုပ်ခံအလုံးဟာဆိုရင်ပုံစံတစ်မျိုးတည်းနဲ့ပဲကျွန်တော်တို့တွေ့ရမှာ ဖြစ်ပါတယ်နမနစ်အချက်ကတော့ကျွန်တော်တို့ရဲ့ကွယ်လွန်မဲ့အခြေအနေကိုပြန်လည်ပြီးတော့မှသတိပေးထားတာကိုတွေ့ရတယ်အာခိရက်နဲ့ပတ်သက်ပြီးတော့သတိပေးထားတာကိုတွေ့ရပါတယ်ကျွန်တော်တို့ရဲ့ကဖန်ဝစ်စင်မဲ့နောက်ဆုံးအခြေအနေကိုလည်းပဲကျွန်တော်တို့ဒီကနေ့ပြီးတော့သိရပါတယ်နံပါတ်3အချက်ကတော့လောကကနေပြီးတော့မှကျွန်တော်တို့ထွက်ခွာတဲ့အခါတွေမှာ ဘယ်လိုပုံစံနဲ့ထွက်ခွာရမလဲဆိုတဲ့အတိပေးတတိပေးချက်တွေကိုလည်းပါဝင်တာကိုကျွန်တော်တို့တွေ့နေရပါတယ်ပြီးတဲ့အခါမှာလောကီရဲ့အဆောင်အယောင်တွေကိုကင်းစင်စွာနဲ့ဒီခရီးဒီအီဘာဒတ်ကိုဆောင်ရွက်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကိုတတိပေးနေတာဖြစ်ပါတယ်နံပါတ်၄အချက်ကတော့ကျွန်တော်တို့အမိတ်နာခံမှုတွေကိုဒီထဲမှာဆိုရင်ကျွန်တော်တို့ကိုဖော်ပြထားတယ်ဘလောက်ပဲဘယ်လိုအရာတွေဝစ်စင်ခြင်းနေပါစေအယောင်နဲ့ဝစ်စင်မှုဆန္ဒရှိနေပါစေချုပ်ထည်တွေဝစ်ဖို့ အာတီတာတွေပြင်းပြနေပါစေဒါပေမဲ့အလောက်ရှိမြတ်ကတော့ဒီပုံစံနဲ့ပဲဝတ်ဆင်ရမယ်ဆိုပြီးတော့မှတတ်မှတ်လိုက်တာဖြစ်ပါတယ်နောက်တစ်ရက်ကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့နီးရက်ကျွန်တော်တို့ရဲ့စိတ်စေတနာဖြူစင်မှုရဲ့ပြယုတ်တစ်ခုလဲဒီအေရမ်ဝိယုံဟာဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတူလာဟီဝဘရကာတူ